ပါလီစောပါဒီကနေ့ဧပြီလ25ရက်နေ့နရီစီယာသတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်မအင်ညာခိုင်ကတင်ဆက်ပေးသွားမှာပါဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကြောက်ဖြူနယ်တောင်ကုန်းမှာစစ်နဲ့ပတ်သက်ပြီးလူနေရောက်ဒေဆုံခဲ့ရတဲ့ဆိုတဲ့သတင်းအရခဒေတာကမိဖမိခလီကင်တွေကိုပြုစုစောင့်ရှောက်မဲ့ဂေါတမီရင်ခွင်ကေဟာကို AAC ဦးစီးရှုပ်ရဲ့ဇနီးကဥဆောင်ဖွင့်လှစ်လိုက်တဲ့ဆိုတဲ့သတင်း စစ်ကောင်စီကရပ်ပေါင်း20တဖက်သက်အပြည့်အခက်ရစည်ရေကာလအတွင်းရခိုင်မာစီရေတိုက်ခိုက်မှု409ကြိမ်ပြုလုပ်ခဲ့တဲ့ဆိုတဲ့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။စစ်ကောင်စီကဒီလ24ရက်နေ့ကကြောက်ဖြူရေနံတောင်ကြီးရွာကို အသေးခံ drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် တက်ကြီးပိုင်းစပေးရှောင်းအမျိုးသမီးတဦးသေဆုံးပြီးအမျိုးသား၂ယောက်ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့တောင်ကုန်းမြို့နယ်မှာစစ်ကြံပုံးပေါက်ွဲလို့အမျိုးသား၁ယောက်သေဆုံးသွားခဲ့တယ်လို့သိရရှိပါရယ်စစ်ကောင်စီကဧပြီလ22ရက်နေ့ကစတင်ပြီးနောက်ထပ်တစ်ပတ်အပြည့်အခက်ရက်စီကြောင်းထုတ်ပြန်ထားချိန်မှာပဲကြောက်ဖြူမြို့နယ်ရေနံတောင်ကျေးရွာကိုအသေးခံဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကလဘာကျေးရွာကစစ်ပေးရှောင်တင်းနေတဲ့အသက်60ကျော်အရွယ် တော်မိုင်းရင်တို့သိဆုံးသွားခဲ့ရပြီးရင်းနှံတောင်ကျေးရွာကဥလှဆန်နဲ့နောက်ထပ်အမျိုးသားတယောက်တို့ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကိုကြောက်ဖြူအခြေဆိုင်ဒညဝတီရေတပ်ဌာနချုပ်ကဧပြီလ24ရက်နေ့ညနေ3နာရီမှာအသေးခံ drone နဲ့၃ချိန်တိုက်တိုင်းလာရောက်ပုံကျဲတိုက်ခိုက်ခဲ့ရကနေဘုံသိမ်းတလုံးဟာဥလှဆန်ရဲ့နေအိမ်အတွင်းကိုကြားရောက်ပေါက်ွဲပြီးအခုလိုသိဆုံးဒဏ်ရာရခဲ့ကြတာဖြစ်ပါတယ်။အလားတူပဲတောင်ကုန်းမြို့နယ်မှာလည်း ဧပြီလ24ရက်နေ့မနက်9:00နာရီလောက်မှာတောင်ပေါ်မှာတောရှင်းလင်းလုံနေစဉ်စစ်ကြံပုံတလုံးပောက်ခွေခဲ့တဲ့အတွက်ဇီဒီကွင်းရွာကဥမောက်သိန်း45နှစ်ပွေရှင်ပြီးတည်ဆောင်းသွားခဲ့ရတာဖြစ်ပါတယ်။အာရခဒေတာအတွင်းကအကြောင်းအမျိုးမျိုးကြောင့်ပြူစုဆောင်လျှောက်သူကင်းမိနေတဲ့ကလေးငယ်တွေကိုပြူစုဆောင်လျှောက်ပေးမဲ့ဂေါတမီရင်ခွင်ဂင်ဟာတို့ကိုအာရခတက်တော် AAC ဦးစီးရှုပ်ဘုရှုပ်ထောင်းမြတ်နိုင်ရဲ့ဇနီးဖြစ်သူ တော်နှင်းစာဖြူကဥဆောင်ပြီးတီထောင်ဖွင့်လှစ်လိုက်တယ်လို့သိရပါဗျ။ကေဟာရဲ့အမိကောဂေါတမီရင်ခွင်လို့တော်နှင်းစာဖြူကိုတိုင်ရွေးရှေ့အမိပေးထားတယ်လို့သိရပါဗျ။အခြေအနေတစ်ခုမှာအကြောင်းမျိုးမျိုးနဲ့မိဘရင်ခွင်ပျောက်ဆုံးခဲ့ရတဲ့ကလေးငယ်တွေအတွက်လေးနက်တဲ့အတိတ်ပေတွေမြစ်တာတရားတွေနဲ့အနာဂတ်တွေမပျောက်ဆုံးသွားရအောင်အသေးစားစဉ်းစားပြီးဒီနာမေကိုကိုတိုင်ရွေးရှေ့ခဲ့တာဖြစ်တယ်လို့တော်နှင်းစာဖြူကသူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာဧပြီလ24ရက်နေ့ကရေးသားမျှဝေထားပါတယ်။ ဂေါတမင်ရင်ကွင်ဂေဟာဟာလူမျိုးဘာသာမရွေးပဲခလင်းငယ်တွေကိုမြစ်တာတရအပြစ်ပေးပြီးကြည်ပြင်းစေတဲ့နေရာလေးတစ်ခုဖြစ်စေရမယ်လို့လဲဒေါနှင်းစာဖြူကဆိုထားပါတယ်။နှစ်သက်ကူကာလဂေါတမင်ရင်ကွင်ဂေဟာကိုအဟာရရှို့တိတ်နေတဲ့ခလင်းငယ်တရပထမဦးဆုံးရောက်ရှိလာခဲ့တယ်လို့လဲဒေါနှင်းစာဖြူရဲ့ရေးသားမျှဝေမှုမှာတွေ့ရှိရပါတယ်ရှင်။နောက်ထပ်ရခိုင်တည်င်းတပုတ်အနေနဲ့ကတော့စစ်ကောင်စီက သူ့ရဲ့တဖက်သက်အပြည့်အခက်ရစေးချောင်းထုတ်ပြန်ထားတဲ့ရပ်ပေါင်း20ကာလအတွင်းရခိုင်ပြည်မှာစီရီတိုက်ခိုက်မှု409ကြိမ်ဖြစ်ပွားခဲ့တယ်လို့ HDCO ရဲ့ April 24ရက်နေ့ထုတ်ပြန်ချက်အရသိရပါတယ်။စစ်ကောင်စီရဲ့အမြင့်ခန်းငလျင်အပြည့်အခက်ရစေးရေးအောက်မှာရခိုင်မှာစီရီတိုက်ခိုက်မှုပေါင်း409ကြိမ်အထိပြုလုပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ထုတ်ပြန်ချက်အထဲမှာပြင်းအား9.8ရှိတဲ့မြင်းကလေးရင်ဖြစ်ပွားပြီးတဲ့နေမှာပဲ မြန်မာစစ်ကောင်စီဟာလူသားချင်းစာနာမှုအကူအညီဝေရောက်နိုင်ရေးအတွက်ရက်ပေါင်း20ကြာအပြည့်ခန့်ရက်စီကြောင်းကြေညာခဲ့ပေမဲ့လည်းသူတို့ကိုယ်တိုင်မလေးစားခဲ့ဘူးလို့ဆိုထားပါတယ်။စစ်ကောင်စီဟာဧပြီလ2ရက်နေ့ကနေ22ရက်နေ့အတွင်းကြောက်ဖြူတောင်ကုတ်ကြောက်တော်စစ်တွေပေါတော်ရုံမှာပြစ်ခတ်တိုက်ခိုက်မှု409ကြိမ်အထိပြုလုပ်ခဲ့တယ်လို့ဖော်ပြထားတာပါ။တိုက်ခိုက်မှုအမျိုးအစားတွေကတော့တိုက်လီရင်တွင်နဲ့လေကြောင်းတိုက်ခိုက်မှုဒရုန်းနဲ့တိုက်ခိုက်မှုစစ်တပ်လေထီးနဲ့တိုက်ခိုက်မှု ရည်ရက်သင်္ဘောတွေကနေပြစ်ခတ်မှုနဲ့လက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေဖြစ်တယ်လို့ဆိုထားပါတယ်။ဒီလုံရက်တွေဟာနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုပြောင်ပြောင်တင်းတင်းရှို့ဖောက်တဲ့လုံဆောင်ချက်တွေဖြစ်တယ်လို့လည်း HGCO ကဖော်ပြထားပါတယ်ရှင်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ ရှင်ပြည်နယ်ဗန်းမော်မြို့ကစကခ21အပါအဝင်စစ်ကောင်စီရဲ့လက်ကျန်တပ်စခန်းတွေအလုံးကို KIA နဲ့ပူးပေါင်းတပ်တွေကဒီကနေ့မှတပြိုင်တည်းထပ်မံထိုးစစ်ဆင်တိုက်ခတ်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေစီကနေသိရပါဗျ။တိုက်ပွဲဟာဧပြီလ25ရက်နေ့မနက်6:00ခွဲကစတင်ပြီးပြင်းထန်နေတာဖြစ်တယ်လို့ကရှင်စစ်ရေးသတင်းရင်းမြစ်တယောက်ကပြောဆိုပါဗျ။ ဗန်းမော်မျိုးကို KIA နဲ့ပူပေါင်းတပ်တွေကတိုက်ခိုက်နေတာဟာလက်နက်ရှိနေတာဖြစ်ပြီးစစ်ကောင်စီဘက်ကလည်းလီရင်တွေဒရုန်းတွေနဲ့ဝေဟင်ကနေပစ်ကူပြီးအကြီးအကျယ်ခုခံကာကွယ်နေတယ်လို့သိရပါဗျ။ဗန်းမော်မျိုးဟာစီအေးအရအလွန်အရေးပါတဲ့မျိုးဖြစ်ပြီးစစ်ကောင်စီတပ်တွေတမတွေအများအပြားအခြေစိုက်ထားတဲ့မျိုးလည်းဖြစ်ပါဗျ။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အိန္ဒိယပိုင်းဂျမူးနဲ့ကက်ရှမီးယားမှာစစ်သွေးကြွတနက်သမားတွေက ခီးသွား26ယောက်ကိုတက်ဖြတ်သွားပြီးတဲ့နောက်အိန္ဒိယနဲ့ပါကစ္စတန်တို့အကြားတင်းမာမှုတွေမြင့်တက်လာနေပါတယ်။အိန္ဒိယနိုင်ငံကပါကစ္စတန်နိုင်ငံသားတွေဟာသူတို့ရဲ့ဗီဇာတွေကိုပြန်လည်မယုတ်သိမ်းခင်ဧပြီလ28ရက်နေ့မှာနိုင်ငံတွင်းကထွက်ခွာရမယ်လို့အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနကမနေ့ကအမိထုတ်ပြန်ထားပါတယ်။ပါကစ္စတန်နိုင်ငံသားတွေအတွက်ထုတ်ပေးတဲ့ကျန်းမာရေးဗီဇာဟာဧပြီလ29ရက်နေ့အထိသာအကျုံးဝင်မယ်လို့ဆိုပါတယ်။ အိန္ဒိယဟာပါကစ္စတန်နိုင်ငံသားတွေအတွက်ဗီဇာဝန်ဆောင်မှုတွေကိုချက်ရှင်းရပ်ဆိုင်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်အိန္ဒိယနိုင်ငံသားတွေပါကစ္စတန်ကိုခရီးသွားတာရှောင်ကြဖို့အကြံပြုထားပြီးပါကစ္စတန်မှာလက်ရှိရှိနေတဲ့အိန္ဒိယနိုင်ငံသားတွေကိုလည်းအိန္ဒိယကိုအစောဆုံးပြန်လာကြဖို့အကြံပြုထားပါတယ်။ပါကစ္စတန်ဟာနေဆက်ဖြတ်ကျော်အကြမ်းဖက်မှုဝါဒတွေကိုထောက်ခံမှု မရက်တက်မရှင်း1960ခုနှစ်က တင်တူးမြင့်ရေခွေးဝေတုံဆွေရေသဘောတူညီချက်ကိုချက်ရှင်းအကျိုးသက်ရောက်မှုအဖြစ်ဆိုင်းငံ့ထားမယ်လို့ဗုဒ္ဓဟူးနေ့မှာအိန္ဒိယကပြောကြားခဲ့တာဖြစ်ပါတယ်။ပါကစ္စတန်ဝန်ကြီးချုပ်ယွန်းကလည်းအိန္ဒိယဗီဇာအများစုကိုရုတ်သိမ်းပြီးအိန္ဒိယနေဆက်ကုန်းလန့်နဲ့လေးချောင်းလိုင်းတွေကိုလည်းပိတ်လိုက်တာဖြစ်ပါတယ်ရှင်။နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကျမတို့နရင်းစရာသတင်းဌာနကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzia.com ဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရင်းစရာရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။